လုတ်တဲ့လောက်တယ်ကျွန်တော်လုတ်ခဲ့ပြီးပါပြီလေနော်အနုပညာဆိုတော့အဲ့ဒါဆိုတနှစ်နဲ့တနှစ်တည်းဟိုဘာမှထူးခြားမလာလို့ကိုယ်ခုတည်းခံထားလာတာဆိုတော့ကျွန်တော်တို့အနာကဲတော့ပေါ့နော်ကျွန်တော်ဖြစ်တင်ဖြစ်တိုက်တာဆိုတော့ကျွန်တော်စဉ်းစားပြီးတော့ရွေးချယ်ရတာပေါ့နော်ဟိုအဲလီပေါ့နော်ဟိုအင်ဂျယ်လီမှာမြို့မှာရောက်မြောက်နော်ကျွန်တော်အသက်တလျှောက်လို့ပါကျွန်တော်သူများရှိမှာအလုပ်မလုပ်ခဲ့ဘူးအရာရာအစနေပြန်စားတဲ့အဓိကတော့ကိုကိုမန်ချတယ်ကိုဘာကြီးလဲဆိုတော့မေးရတယ်ဒါအခုကျွန်တော်ဖြစ်နေရဘွားဆိုတာဒါ ကျွန်တော်တရုတ်ဆောင်ခဲ့ဘူးလေဇလန်နဲ့ဇက်ကောင်တစ်ခုလိုပဲကျွန်တော်သဘောထားတာလိုက်တော့နော်လူပညာဆိုတဲ့ညာတော့ဟိုအားရင်တော့တပုံးကြီးရိုက်တဲ့တငယ်ချင်းတွေနဲ့ပေါ့နော်ဒီတစ်တော်လေးဆော်ပေါ့အဲ့လိုမျိုးလေးတော့လုပ်ပြပါ ကျွန်တော်အခုတော့ဒီ US ဟို LA ပေါ့နော်ဟို Italy မှာမြို့မှာရောက်ရောက်နော်တော့ဘို့ plan လားဟိုမရှိဘူးနော်ရောက်မယ်ဆိုပြီးတစ်လခွဲနှစ်လလောက်နေပဲကျွန်တော်ရောက်သွားပေါ့အခုကျွန်တော်ရောက်တာတစ်နှစ်စွန်းစွန်းတော့ရှိသွားပြီပေါ့နော်အာဘာဖြစ်သွားလဲဆိုတော့အရာရာပေါ့နော်ကျွန်တော်အရာရာကိုကျွန်တော်အတိတ်ကနေပြန်ဆတာပေါ့နော်ကျွန်တော်လည်းဘောပလင်ပြောစရင်ဒီလိုမျိုးညမာဘီကနေထွက်ပြီးတော့ဒီအမှုပြန်အောင်ဆွလို့ပြီးတော့မဖြစ်ချင်ပါဘူးအခုလေကျွန်တော်လှုပ်ချင်တဲ့စိတ်တွေရှိတယ်ကျွန်တော်တွေးသားတာက ဒီစိတ်တွေကတော့တေးရသည်မှာပဲထွက်မှာပေါ့နော်ဒါ့ဝိမဲ့ကျွန်တော်တို့ဒီဟိုပေါ့နော်ဟိုအသက်ရွယ်ရပြီးတော့ကျွန်တော်တို့ကဖြစ်တင်ဖြစ်တိုက်ရာကိုကျွန်တော်စဉ်းစားမဲ့အရွယ်ရောက်လာပြီဆိုတော့ကျွန်တော်တို့အနာဂတ်တော့ပေါ့နော်ကျွန်တော်ဖြစ်တင်ဖြစ်တိုက်တာဆိုတော့ကျွန်တော်စဉ်းစားပြီးတော့ရွေးချယ်ရတာပေါ့နော်လက်တွေ့ကြတဲ့အသွေးတွေနဲ့ပဲကျွန်တော်တို့ဘဝတွေလက်တွေ့ကြကြဖြတ်တန်းလိုက်တယ်လို့ပဲဆိုပါတော့ခင်ဗျာမြန်မာပြည်လေးစင်းရံလေးထွက်သွားလေကကျွန်တော်ဗာကြီးတဲ့ဆိုတော့ကျွန်တော် စပြီးမေးလိုက်ရတာပေါ့နော်ကျွန်တော်ဘယ်သူလဲကျွန်တော်ဘာကြီးလဲကျွန်တော်ဟိုမှာဘလောက်ဆင်ပြီးရဲဆိုတော့အလုံးမေးပြီးတော့ကျွန်တော်ဒီအကုန်လုံးနဲ့တန်းတူပဲ0ကနေစပြီးတော့ဟိုရှောက်ရတာပေါ့နော်အဒီအရွယ်ရောက်မှလာပြီးခြေချရတာဆိုတော့ကျွန်တော်ဥမာအရာအစနေပြန်စားတဲ့အဓိကတော့ကိုကိုမန်ချတယ်ကိုဘာကြီးလဲဆိုတော့မေးရပြည့်ရှင်ကိုကယောက်ျားတယောက်ဖြစ်တယ်ဟာဒီတမဟာဇီဝရရဲ့အလုံးနဲ့ပတ်စံဘလူနီးနဲ့ပဲရှာကြငါရအောင်ရှာမယ်ပြည့်ရှင် ငါလုံနိုင်တယ်ဆိုပဲကိုယ်ငါရအောင်ယူမယ်ဆိုပဲစိတ်နဲ့ကျွန်တော်ကြိုးစားပြီးချင်းကျွန်တော်အသက်တခြားလို့ပါကျွန်တော်သူများရှိမှအလုပ်မလုပ်ခဲ့ဘူးဟုတ်နော်တခါမှကျွန်တော်ကျွန်တော်စီးပွားရေးဆိုရင်ကျွန်တော်ဂျပန်နေကားရေးတွင်နေခုနောက်ဆုံးဆိုရင်ညီမကြီးမှကျွန်တော်ကားရေးရောင်းဝယ်လုပ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလုပ်တဲ့တစ်ခါကလည်းပညာလုပ်တယ်ဆိုပြီးဒီလိုပဲစီးပွားရေးရက်တည်လာသူတော့အခုဒီဘက်မှာကျတော့ကျွန်တော်ကသူများရှိမှကျွန်တော်အလုပ်ဝင်စပြီးတော့လုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုဟိုအောက်ကနေပြီးတော့စပြီးတော့ကျွန်တော်လုပ်ရတဲ့အချိန်မှာကျတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ရင်းဝမသိတဲ့ကိုကျင်းစာစိတ်ကြီး ပြောရှင်ကိုရင်းဝမတိတဲ့ပတ်ဆိုင်အတန်ဖိုးတွေပြောရှင်ဒီအောက်ကနေစပြီးတော့တိဆောက်ရတဲ့ဘွားတွေမှာဘယ်လောက်ဒီရင်းချက်မှုတွေပေါ့နော်အဲ့လိုမျိုးရလဲဒီဥပ္ပယနားလေလာပေါ့နော်ဟိုဘွားဆိုရဲ့ယာယီပို့ပြီးတော့ဒေးနဲ့ပြီးနားလေလာလို့ပဲပြောမှာပေါ့နော်ပြောရှင်ဒီနိုင်ငံမှာကြတော့ဟိုအလုံးမလုပ်လို့ရှင်ရမ်းချက်ဖို့ကောင်းတယ်ဆိုတော့ပေါ့နော်အဲ့တော့ကိုကကိုနဲ့တင်းတော်လည်းလို့ရှာလို့မရဘူးဗျာကိုကအလုံးရပြီဆိုတော့လည်းကိုကလောက်အောင်ဘောက်တယ်ဆိုအလုံးမရှိပဲနေလို့ရှင် ပြင်းဖို့လည်းကောင်းတယ်လို့ဒီမှာဟိုဘယ်လိုပြောလဲအလုံးမရှိရှက်ဖို့ကောင်းတယ်ပြတကယ်ဒီမှာကြောက်အကုန်ကအလုံးလုံးနေတာအားရလူပြောမရှိဘူးနော်အဲ့တော့ကျွန်တော်လည်းထုံနီးလည်းကောင်းမယ်ကျွန်တော်ကျွန်တော်ဘဝစီးဆက်ချရောစီးဆက်ကြရောပေါ့ကျွန်တော်တရုပ်ဆောင်လာပေါ့ဒါအခုကျွန်တော်ဖြစ်နေရဘဝဆိုတာဒါကျွန်တော်တရုပ်ဆောင်ခဲ့ဘူးလေဇလန်းနေဇက်ကောင်တစ်ခုလိုပဲကျွန်တော်သဘောထားတာလိုက်ပေါ့နော်လူပညာဆိုတဲ့ຢာတော့ဟိုအားရတော့တပုန်ကြီးရိုက်တဲ့ငွေချင်းတွေလည်းပေါ့နော်ဒီတစ်တော်လေးဆော်ပေါ့အဲ့လိုမျိုးလေးတော့လုပ်ပြပါတယ်ရှင်တဲ့မပဲတော်နေခဲ့အရာလက်ချက် အရာမောင်းတယ်ငါအိပ်ပြဖို့ရောက်ခဲ့တွင်ဟာတချိန်ချင်းတော့ပြန်မယ်ဒါအခုချိန်မှာကျွန်တော်ပြန်မယ်အချိန်မဟုတ်သေးတဲ့အတွက်ကျွန်တော်မပြန်ဘူးအဲ့ဒါကျွန်တော်စိတ်ဆက်ကြရအောင်ကျွန်တော်အကောင်းဆုံးတရုပ်ဆောင်ပြောင်းမယ်ပေါ့အဲ့လိုစိတ်နဲ့ပဲကျွန်တော်မြင့်ထဲထားလိုက်ပေါ့နော်ခက်ခဲရအများကြီးပေါ့ဗျာအဲ့လိုအားမရှိပဲကျွန်တော် full time ပေါ့နော်အဲ့လိုမျိုးနဲ့တနေ့ကိုဟိုခုနိုင်ရှင်းနိုင်ပေါ့ပေါ့နော်ဘယ်မို့တော့ခဲ့ဒါပေမဲ့ဟိုပြန်မလာတော့ပေါ့နော်ဒါဒီလိုတော့ပို့ဒီပို့ကိုအထက်နိုင်ဖို့ဟိုပို့ကျူးလာနေရတဲ့အချိန်ကြီးပုံများရပေါ့နော် ပြမယ်လေဟိုကျွန်တော်လက်ခံတာကိုကျူးတာပဲကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်တဲ့နမေကြီးရဲ့လူတွေကျွန်တော်တဲ့ပူပြီးအောင်မြင်တဲ့လူတွေအကုန်လုံး ਨੇ ဟိုလောက်ပါဘောเนาะဒါကျွန်တော်တို့နိုင်ငံမဟုတ်တဲ့အတွက်ကျွန်တော်တို့အကုန်လုံးကဟိုခုမှလာပြီးစတဲ့အတွက်ကျွန်တော်အောက်ကနေဖြည်းဖြည်းနဲ့တွားလာဆိုတော့ဒီလိုပါအကုန်လုံးဒီမှာကျောင်းတက်နေတဲ့ငယ်ချင်းတွေအကုန်လုံးအလုံးလုံးနေရပါဘောเนาะအလုံးတစ်ပတ်ကျောင်းတစ်ပတ်ဒီလိုပဲအဲ့လိုလည်နေရပါဘောเนาะဒါအဲဟိုတော့လုံနိုင်သွားပြီဆိုရှင်ကျန်တဲ့အကောင်ကကျွန်တော်တို့ easy ဖြစ်သွားပြီဗျာတိရအဲအဲ့လိုမျိုးပြီးပေါ့နော်အဲအဲ့လားဆိုတော့ ဒါကလည်းဘဝရဲ့ပြီးတဲ့သင်ခန်းစာတစ်ခုပါပဲအဲ့တော့ဟိုကျွန်တော်ညမပြန်ပြန်လို့ရှိရင်တော့ဟိုနော်လုပ်ပြီးဘုံမှာလုပ်ပြန်လုပ်လုပ်ရဆိုရင်ကျွန်တော်အရင်နဲ့ပုံပြတိခန့်နိုင်လာမယ်ပေါ့နော်အဲ့အဲ့လိုလိုပေါ့နော်ဟိုခုတည်းအရှုံးဆိုတာမရှိပါဘူးငငင်ကြားဆိုတဲ့အရာတော့ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်မှာရည်ရချက်တွေရည်မှန်းချက်တွေရှိရတဲ့ကျွန်တော်ရားရဲ့လစာတွေကိုပေါ့နော်ကျွန်တော်တိတ်ပြီးတော့မသုံးဘူးပုံမှာပေါ့ကျွန်တော်ညမပြန်ပြန်ပြီးတော့ပြန်ပြီးဟိုရင်းနှီးမြှုပ်နေတယ်ပေါ့နော်ကျွန်တော်ညမပြီးတော့ပြန်ပြီးတော့ကျွန်တော်ကားရွေရောင်းနေကျွန်တော်ဒီကလှမ်းပြီးတော့လုပ်နေတယ်အဲ့အဲ့လို အဲ့လိုမျိုးလို့ဒီဘက်မှာကျွန်တော်ဟိုတော်ရုံဟိုမတုံးရရဲ့ကိစ္စမှာတော့ကျွန်တော်တုံးတယ်ပေါ့နော်ကျွန်တော်ဒီဘက်ရောက်လာချိန်မှာကျွန်တော်ဟင်းနေပါဆိုတော့ကိုယ့်ဟာကိုချက်စားတယ်ဟာအဲ့လိုလို့ပေါ့နော်အလားတူအကုန်လုံးဟိုဒီဘက်မှာ Facebook တို့ဘာဝကြည့်ပြီးတော့ကျွန်တော်ချက်တက်သွားအဲ့တော့ကျွန်တော်မှာပတ်စံမကုန်ဘူးအဲ့လိုပေါ့နော်ဟုတ်ပြီဆုံးပြီဆောင်းပြီကွာတော့နိုင်ငံခြားရောင်းကဒီလိုလေအဲ့တော့တော့မဟုတ်ဘူးခင်ဗျကျွန်တော်မြန်မာနိုင်ငံမှာလည်းကျွန်တော်ဒီနောက်အခုကျွန်တော်ရှာနိုင်နေပေါ့နော်ဒါဒါပွင့်နေပြောမယ်ဆိုရင်ကျွန်တော်ရှာနိုင်နေဒါပေမဲ့ ဘာကြောင့်ကျွန်တော်နေနေတယ်ဆိုတော့ဒီတက်ကောင်းတဲ့အတွေ့အကြုံတွေကိုကိုရှင်းကြအောင်ကိုကို train လိုက်တာပေါ့နော်အဲ့လိုပြောရမယ်ဆိုရင်ပြန်ပြန်တော့ကျွန်တော်မှမဟုတ်ဘူးနိုင်ငံမှာနေရလို့နေတိုင်းပြန်ခြင်းတရက်မှမပြန်ခြင်းတဲ့ချက်ဆိုတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့မှာအနာဂတ်ဆိုတဲ့ plan ရှိတဲ့အတွက်ကျွန်တော်တို့မှာတီးခံရမယ်ကျွန်တော်ကြော်လွှားရမယ်ဖြတ်တန်းရမယ်ပေါ့နော်အဲ့လိုဟာရှိရတဲ့ကျွန်တော်တို့တွေနေနေရဆိုတော့မွေးကြေးရဆိုတော့နိုင်ငံနေရလူတိုင်းဘူးမှအလောက်ကြီးတော့ဥပ္ပိယာလို့မဟုတ်ဘောနော်ဒါကကိုပိုင်လုံးလုံးနေတော့စုမိလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကကိုပိုင်လုံးမဟုတ်တဲ့အတွက် ူများစီမှာအလုပ်လုပ်ရတဲ့လူတယောက်ဖြစ်နေတဲ့အတွက်ဟိုဟိုအရင်တော့မဟုတ်ပါဘူးဒါပေမဲ့စုလို့စုနေရပေါ့နော်ဟုတ် woman know me i'm sorry i'm so sorry အဲ့တော့ဘောနော်ကျွန်တော်နှစ်နှစ်နေတော့ကျွန်တော်ပြန်မယ်လို့ကျွန်တော်ပလန်ထားပါဘောနော်အခုတော့ကျွန်တော်၃နှစ်တော့နေမယ်ဘောနော်အခုကျွန်တော်တစ်နှစ်ပြီးတော့နောက်နှစ်နှစ်လောက်တော့နေမယ်ဒီအချိန်မှာတော့ဒီမာလေးပဲဒီလိုပဲဖြတ်တန်းနေရပါဘောနော်ဟောပြန်မှာတော့ ဘယ်တော့ပြင်မဲ့လို့ပဲဟာတော့ပလန်တော့ရှိတယ်မဲ့ဟလာမြင်နဲ့မြင်မဲ့အဲ့တက်တက်ကြာနေကြတယ်ပေါ့ဆိုတော့ပြည်သက်တရားကိုဘာလေးလာပြောကြလဲအဲသူတို့ရကျွန်တော်ဒီရောက်နေတယ်ဆိုတော့သူတို့မသိဘူးအဲ့လိုဖြစ်နေကျွန်တော်နောက်ဆုံးတပုံတင်လိုက်မှာရောက်လာတနည်းရှိပြီဆိုမှပဲသူတို့ရအတိသူတို့စိတ်ထဲမှာကျွန်တော်ပျောက်နေရပဲထင်တယ်ပေါ့နောက်မှာနိုင်ရောက်လေသွားအဲ့လိုပဲသူကထင်နေရဆိုတော့အဲ့လိုမျိုးရှိရပေါ့အသေးကွဲလို့လည်းမဟုတ်ပါဘူးနိုင်ရောက်သွားပတ်စံသူလည်းမဟုတ်ဘူးအခုလုံးလုံးမဟုတ်ဘူးဒီတိုင်းပဲပူပွားတယ်ပေါ့နော်နောက်တဲ့ လိုက်တခုသွားကြည့်တယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့လုတ်တဲ့လောက်တယ်ကျွန်တော်လုတ်ခဲ့ပြီးပါလေဒီတော့အနုပညာဆိုတော့အဲ့ဒါဆိုတော့တစ်နှစ်နဲ့တစ်နှစ်တည်းဟိုဘာမှလည်းထူးခြားမလာလို့ကိုယ်ခုတည်းခံထားလာတာဆိုတော့ဟုတ်ပါဘူးကျွန်တော်စီးရိုက်ဖို့ကြာတယ်နည်းနည်းအခွင့်အရေးနဲ့လာဆိုတော့ဟိုအဲ့ဒါနဲ့ကျွန်တော်အရာရာတွတ်ချပြီဟိုတွတ်ဆပြီးကျွန်တော်ထွက်လာပါဘောနော်အရာရာဟိုကိုယ်ဘဝနဲ့ချိန်ပြီးတွတ်ဆတာပါဘောနော်တွတ်ဆပြီးတော့ချိန်မှကြတော့ဟောငါဒီလိုမျိုးလေး ဟိုစုံစားကြည့်လို့ဗောနော်ဒီမိုလီရဲ့တွေ့ကြုံတွေ့တော့အရှိပါဗောနော်လှုပ်ကြည့်ဗောနော်ငိုင်ကြားဆိုထွက်လိုက်ရင်တော့ငါတို့တော့မမှားဘူးဗောနော်နောက်ဆုံးမမနေနိုင်လို့ပြန်လာခြင်းနဲ့ပြန်လာလို့ရတာပဲဆိုစိတ်နဲ့ပဲဆိုတော့ဖောက်ခဲ့တော့ဟုတ်ကျွန်တော်ပြန်လာခဲ့လို့ရှိရင်လည်းအခုပြန်လှုပ်ပြီးခင်းနေဟိုဟိုအားပေးကြည့်ရှုပြီးပါအောင်ဗောနော်တကယ်တော့မလှုပ်ဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်စီးပွားရေးနေပေးလေးတခြားလှုပ်တွေလှုပ်ရှင်လည်းပြောစုံရမယ်တွေ့ကြမယ်ဗောနော်ဟိုသူ့ရှင်လည်းလှုပ်ဆက်လို့ရအောင်